မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Matchla 9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့လက်နက်စစ်ကြရှင်ရုရှားဘုရင်ပူတင်နဲ့မြန်မာဘုရင်ဖြစ်တဲ့တူကိုယ်တိုင်တွေ့ဆုံရမှုဟာမြတ်စွာဘုရားရှင်ရဲ့ယာရိတ်တော်လာတဲ့မဟာမိတ်ခစ်လက်တန်ဆိုတဲ့ယာရိတ်စကားကြောင့်ဆိုပြီးတော့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကရုရှားခေါင်းဆောင်ပူတင်ကို ဥအောင်ဇေယျရဲ့အထုပ်ပတ်တွေစာအုပ်ကိုပေးရလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမက်စလာ၄ရက်နေ့မင်းအောင်လှိုင်ကပူတင်ကိုမော်စကိုမှာတွေ့ဆုံတဲ့အချိန်မှာမင်းအောင်လှိုင်ကဝမ်သာအားရနဲ့အခုလိုပြောဆိုခဲ့ပြီးတော့1838ခုနှစ်မှာထုတ်ဝေခဲ့တဲ့မဟာပိသကပန္နိတဘွဲခံပါဠိဆရာကြီးဦးစောရေးသားခဲ့တဲ့ဥအောင်ဇေယျအထုပ်ပတ်တွေစာအုပ်ကိုပူတင်ထံကိုပေးအပ်ခဲ့တယ်လို့သိရပါဗျ။မဟာပိသကပန္နိတဘွဲခံပါဠိဆရာကြီးဦးစောရေးသားခဲ့တဲ့ဥအောင်ဇေယျအထုပ်ပတ်တွေစာအုပ်ထဲမှာမြတ်စွာဘုရားက တောမကြွက်ဖြူမင်းဟာမြေစီမြေဦးများကိုတူးယူခဲ့ပြီးတော့အဲ့ဒီမြေစီမြေဦးတို့နဲ့မြတ်စွာဘုရားရှင်ကိုပူဇော်တက်ကြရပြုလေသည်ထို့သောပူဇော်သည်ကိုမြတ်စွာဘုရားကခံယူတော်မူ၍ပြုံးတော်မူသည် ပြုံးတော်မူသည့်အကြောင်းကိုညီတော်အာနန္ဒာကရှောက်ကြားတော်မြတ်စွာဘုရားကချက်သားအာနန္ဒာဤတော်မှကြွက်မင်းသည်ငါဘုရားသာသနာတော်အနှစ်2000ကျော်သောအခါပါပမင်းတို့လက်ထက်တိုးဆောင်ဆန္ဒမျိုးတို့မှရုရှားလူမျိုးဖြစ်လက်တန်းထိုရုရှားလူမျိုးမင်းဟာ လက်နက်စက်ကြာအမျိုးမျိုးတို့ကိုတက်မြောက်ပြီးတော့လက်နက်စက်ကြာရှင်ဖြစ်လက်တန်းထိုလက်နက်စက်ကြာရှင်ဖြစ်တဲ့ရုရှားမင်းသည်အပ္ပန်ရဲ့တိုင်းကြီးရှင်မြန်မာဘုရင်တို့နဲ့ချစ်ကြည်သောမဟာမိတ်ဖြစ်လက်တန်းဆိုပြီးတော့ဗျာဒိတ်စကားမွတ်ကြားတော်မူခဲ့ကြောင်းမိအောင်လိုက်ကပြောဆိုခဲ့ပါတယ်ယခုအခါမှာမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ဟာသာသနာနှစ်2500ကျော်လာပြီဖြစ်ကြောင်းရုရှားခေါင်းဆောင်ဗလာဒီမီယာပူတင်ဟာလည်းနှစ်ပေါင်း20ကျော်ကြာအုပ်ချုပ်နေတဲ့ရုရှားနိုင်ငံခေါင်းဆောင်ဘုရင်ဖြစ်ကြောင်း ရုရှားဟာလက်နက်အရာမှဖိတ်တန်းရောက်နေပြီဖြစ်ကြောင်းမြတ်စွာဘုရားရှင်ရဲ့ဗျာဒိတ်တော်စကားဟာမှန်ကန်နေပြီဖြစ်ကြောင်းမင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်။မြတ်စွာဘုရားရှင်ရဲ့ဗျာဒိတ်ကထူးထူးခြားခြားတိုက်ဆိုင်နေတာအံ့ဩဖွယ်မှန်ကန်နေပါတယ်။ကျွန်တော်ကိုကျွန်တော်စီကရှေးလူကြီးတဦးကဒါလေးကိုပြလို့ကျွန်တော်သိတာဖြစ်ပါတယ်လို့မင်းအွန်လိုင်းကဥအောင်စေရရဲ့အထုပ်ပတ်တွေကိုပူတင်ရဲ့လက်ထဲကိုပေးရရင်းနဲ့ အလွန်ဝမ်းသာအားရနဲ့ပြောဆိုခဲ့တာကိုတွေ့ရပါတယ်ရုရှားနိုင်ငံဟာမြန်မာနိုင်ငံအတွက်အလွန်အရေးကြီးပြီးတော့ယုံကြည်ရတဲ့နိုင်ငံဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်ရုရှားရဲ့ကမ္ဘာကြီးငြိမ်းချမ်းရေးဆောင်ရွက်ချက်မှန်သမျှကိုအစဉ်တစိုင်းနဲ့အပြည့်အဝထောက်ခံကြောင်းမင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ် ်ပူတင်ကမြန်မာနိုင်ငံမှာလျှက်စစ်ဓာတ်အားအတွက်အသေးစားနျူကလ িয়ার ဓာတ်ပေါင်းဖို့စောက်လုပ်ရေးအတွက်အကူအညီပေးမှာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးအခြေအနေများမှာစစ်ကောင်စီကိုထောက်ခံကြောင်းရုရှားနဲ့မြန်မာနိုင်ငံကြားမှာကုန်သွယ်ရေးစီးပွားရေးနဲ့ကန္တာပေါင်းစုံတို့ကိုမြင့်တယ်မှာဖြစ်တယ်လို့ပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ American သမ္မတ Trump ကမြန်မာကျောင်းသားများအထွတ်ပေးရထားတဲ့ DISP ပညာတော်သင်စုဒေါ်လာ45သန်းကိုရပ်ဆိုင်းခဲ့မှုအပေါ်အရေးပါတဲ့ငွေကြေးဖြတ်တောက်မှုတစ်ခုအဖြစ်နဲ့ American လွှတ်တော်မှပြောကြားခဲ့တဲ့မိကွန်းမှာဖဲ့သွင်းပြောဆိုသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ American စံတော်ချိန် match လ၄ရက်နေ့ညပိုင်းမြန်မာစံတော်ချိန် match လ၅ရက်နေ့မနက်ပိုင်းမှာ American Congress လွှတ်တော်မှာပြောကြားခဲ့တဲ့မိကွန်းထဲမှာ၎င်းကအခုလိုမျိုးထဲသွင်းပြောဆိုသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ American သမ္မတ Trump က၎င်းတို့အစိုးရအနေနဲ့စတင်အာဏာရယူလာတာနဲ့ American များတော်မသိသေးတဲ့ American ပြည်သူများရဲ့အခွန်ငွေကြေးသုံးစွဲမှုများကိုဖျက်တောက်ခဲ့ရမှာမြန်မာနိုင်ငံမှចောင်းသားများအထွတ်ပေးအပ်ထားတဲ့ American Dollar 55တန်းကိုပါရပ်ဆိုင်းခဲ့ကြောင်းထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ American သမ္မတ Trump က မြန်မာကျောင်းသားများအထွတ် diversity inclusion equity and accessibility အစီအစဉ်နဲ့ပေးအပ်ထားတဲ့ American dollar 45တန်းကိုဇန်နဝါရီလ30ရက်နေ့မှာရပ်ဆိုင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီပညာသင်ဆုပ် American dollar 45တန်းဟာမြန်မာကျောင်းသားများအထွတ်ရခိုင် American သမ္မတဂျိုးဘိုင်ဒန်အစိုးရလက်ထက်2023 2024ခုနှစ်မှာပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမုံရွာမြို့နာမခါကနေစစ်ကူပေးရန်ထွက်လာတဲ့စစ်ကား6စီးပါတဲ့ရင်းနှန်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်းစီတပ်သားများတေဆုံးမှုရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ26ရက်နေ့မနက်ပိုင်းမှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့အကြမ်းမဆက်တဲ့ရဲဂျမားကား6စီးပါရင်းနှန်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါပါတယ်။မုံရွာမြို့နယ်ခတ်တကန်ရွာအရှိတ်ဘက်မှာရှိတဲ့ MRTV အတန်လွင့်တာဝါတိုင်းဂုံး ဗောဓိတထောင်စခန်းကိုတော်လိုင်းတပ်ဖွဲ့ဝင်များကတိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန်မှာမုံရွာနာမခကနေစစ်ကူထွက်လာတယ်။အကြမ်းဆက်တဲ့ရဲ့ဂျမ်းမာကား6စီးပါတဲ့ရင်တန်းကိုမုံညင်းဗောဓိလမ်းမိုက်တက်နေရမှာတော်လိုင်းတပ်ဖွဲ့များကပရိသာရှေ့ထွက်မှာ၄လုံး၄ပွိုင်းရှေ့ထွက်မှာ၄ပြောင်း၂ပွိုင်းလို့နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဆက်တဲ့ရဲ့ရင်တန်းများကိုတော်လိုင်းတပ်ဖွဲ့များကအနိကပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိတော်လဲအရင်အတွက်ကတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရတယ်။ MRTV အတန်လွှင့်တာဝါတိုင်းကုန်းဗောဓိတထောင်စခန်းကို မုံရွာနာမခကနေစစ်ကူထွက်လာတဲ့စစ်ခွဲဂျမ်မာကား6စီးကိုမုံညင်းဘော်ဒီလမ်းမိုင်းတနေရာမှာပရိသာရှိွက်မိုင်းနေနဲ့မိုင်းဆွဲတိုက်ခိုက်ပြီးအနီးကပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလို့ Braveheart Army BHA ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုကြောက်စဲခရိုင်အမှတ်နဲ့တိုက်ရင်တပ်ခွဲလေးလက်ရုံးတပ် Braveheart Army BHA Golden Target Force GDF မုံရွာ Dynamite SDF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်မှာစစ်မှုထမ်းတပ်သားတဲ့6ဦးဟာအလင်းဝင်ရောက်လာပြီးတော့စစ်ကြောင်းကနေထွက်ပြေးလာတဲ့စစ်သားတဲ့2ဦးကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ28ရက်နေ့ကရေစကြုံမြို့နယ်ခလာယာ298တရင်ကစစ်မှုထမ်းတပ်သားတဲ့မင်းမင်းထက်တပ်သားတဲ့ဆောအိုက်ဇက်တပ်သားတဲ့ထက်ကိုနိုင်နဲ့တပ်သားတဲ့ရဲစော်တို့ဟာပြည်သူ့ကာကွယ်ရေးဘော်များနဲ့ဆက်သွယ်ပြီးတော့၎င်းတို့ယူဆောင်လာတဲ့ဘုံသီးများနဲ့ကြီးစံများကိုအနှံကပြည်သူ့ရင်ဝင်ထံကိုခိုးလုံလာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတဲ့၄ဦးဟာစကိုင်းတရားပေါ်နဲ့မြန်မာနိုင်ငံအခြားသောနေရာများမှာခီးသွွာလာနေရင်းနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့ တပ်သားတဲ့စူဆောင်ပေါ်တာဆွဲခံရသူများဖြစ်တယ်လို့သိရပါဗါးအဲ့ဒီတပ်သား၄ဦးကို၎င်းတို့ရဲ့မိဘများနဲ့ဆက်သွယ်ကကောင်းမွန်စွာ ပြန်လည်အနှံပေးခဲ့တယ်လို့သိရပါဗါးမတ်လတရက်နေ့မှာလည်းရေစကြုံမြို့နယ်ခလိုက်ရ256တရင်ကစစ်မှုထမ်းတပ်သားတဲ့ကြောစရာဝင်းနယ်တပ်သားတဲ့ဖိုးကလာတို့၂ဦးဟာ ပြည်သူ့ကာကွယ်ရေးဘော်များနဲ့ဆက်သွယ်ကပြည်သူ့ရင်ခွင်ထံကိုအလင်းဝင်လာခဲ့တယ်လို့သိရပါဗျ။အလင်းဝင်လာသူနှစ်ဦးယူဆောင်လာတဲ့ဘုံသီးနဲ့ခဲယမ်းများကိုကာကွယ်ရေးဘော်များထံကိုအနှံကကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့သိရပါဗျ။ဖေဖော်ဝါရီလ28ရက်နေ့မနက်7:00နာရီကမှရေစကြုံမြို့နယ်နဲ့မြောင်မြို့နယ်အစပ်မှာစစ်ကြောင်းထုံးမီးရှို့နေတဲ့အကြမ်းစစ်တပ်စစ်ကြောင်းရဲ့ခလာရ256လက်အောက်ခံစစ်မှုရန်တပ်သားကြော်ထွေးကိုရေစကြုံမြို့ အမှတ်3000ခုံပေါ်တဏီယာမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ရဲဘော်များကဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးရမိတဲ့တပ်သားကြော်ထွေးထံကနေပြီးတော့ MA1 တနက်တက်လက်ကြီပေါက်3ခု 5.56G 300ခန်းတော့ကို တင်စီရမိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့တပ်သားကျော်ထွေးဟာ2024ခုနှစ်နိုဝင်ဘာလ1ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့အတင်းအဓမ္မတပ်သားတဲ့အဖြစ်နဲ့စုဆောင်းခံရသူဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးရမိသူကစစ်ကြောင်းထဲကနေပြီးတော့ရုပ်အလောင်းကိုကောက်မယ်ဆိုပြီးတော့ထွက်လာတာ။အဲ့လိုထွက်လာတဲ့အချိန်မှာပဲအလောင်းကိုမြင်ပြီးတော့စိတ်သက်ကြသွားပြီးလက်နဲ့နဲ့ထွက်ပြေးလာတာပေါ့။ထွက်ပြေးလာတာကိုကျွန်တော်တို့ကလိုက်ဖမ်းတာပါ။လက်ရှိအချိန်မှာတော့အေးအေးယူဖို့မရှိသေးပါဘူး။ သူ့ကိုတုံမန်းအနေနဲ့ပဲထားထားပါတယ်ပထမဆုံးအလင်းဝင်လာတဲ့တပ်သားတဲ့၄ဦးကတော့သူရဲ့မိဘရေစီကိုဆက်သွဲပြီးတော့ကောင်းကောင်းမွန်မွန်အနှံပေးလိုက်ပါပြီနောက်ထပ်အလင်းဝင်လာတဲ့တပ်သား၂ဦးကိုတော့လက်ရှိမှာလုံခြုံစိတ်ချတဲ့နေရာမှာပဲကောင်းကောင်းမွန်မွန်ထားရှိပေးထားပါတယ် အခုကျွန်တော်တို့မြို့နယ်မှာပဲအတင်းအဓမ္မပေါ်တာဆွဲခံရတဲ့တပ်သားတွေတွေအများကြီးရှိနေပါတယ်သူတို့အနေနဲ့ကျွန်တော်တို့ရဲ့ပြည်သူရင်ဝင်ကိုခိုးလုံခြင်းနဲ့ဆိုရင်လုံခြုံစိတ်ချစွာနဲ့ခိုးလုံနိုင်တဲ့အကြောင်းပေါ့ကျွန်တော်တို့ဘက်ကလည်းအသက်အမကံချက်အပြည့်နဲ့ခေါ်ဆောင်ပေးမယ်လို့အသိပေးပြောကြားခြင်းပါတယ်လို့ရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်ဒါအပြင်မခွေတိုင်းပခုတ်ကူမြို့တပ်မတရားတက်ကစစ်မှုရန်တပ်သား2ဦးဟာအလင်းဝင်ရောက်ခဲ့ကြောင်းဘာမာ Revolution Rangers တာဝန်ကကိုကာတုံးကပြောပြထားပါတယ် မတ်လ၂ရက်နေနဲ့မတ်လ၄ရက်နေမနက်၄နာရီခွဲအချိန်ကမှပခုတ်ကူမျိုးတက်မှတရတက်ကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတက်အသက်25နှစ်အရွယ်ချစ်ဆန်းနိုင်နဲ့အသက်28နှစ်အရွယ်ချစ်ကိုတို့တပ်ဦးဟာတော်လိုင်းတပ်ဖွဲ့ဝင်များထံအလင်းဝရန်ချိတ်ဆက်လာတဲ့အတွက်ကြောင့် Burma Revolution Rangers တပ်ဖွဲ့ကတွားရောက်ခေါ်ဆောင်ပေးခဲ့ရတယ်လို့သိရပါတယ်။တယောက်ကတော့ကလေးမျိုးကပါတယောက်ကတော့မုံရွာကပါနှစ်ယောက်စလုံးကတင်တဲ့အပတ်စဉ်ရှစ်ကပါလက်နက်မပါပါဘူး။ဘာမှယူမလာနိုင်ဘူး။ဒီတိုင်းကိုတို့တို့ကိုလိုယုံလာကြတာပါ။ ဂုံပြူစုဝေတော့မချိမြက်ပေးပါဘူး။ကျန်တာကတော့ကျွန်တော်တို့သူတို့ကိုကောင်းကောင်းစောင့်ရှောက်ထားပါတယ်။နောက်ထပ်စစ်မှုထမ်းထဲမှာပါနေတဲ့သူတွေစစ်မှုထမ်းထဲမှာစရင်ပါတဲ့သူတွေရောအကုန်လုံးစစ်ကောင်စီတပ်သားတွေရောပြူစောင်းထီးတွေရောဒီကောင်တွေအတွက်မင်းအောင်လိုက်အတွက်အသက်မပေးဘဲနဲ့နီးဆက်ရာတော်လိုင်းရေးတပ်ဖွဲ့လေးစီကိုခိုးလုံဖို့အတွက်ကျွန်တော်တို့ကအကြံပေးချင်ပါတယ်လို့ဘာမှ Revolution Rangers တပ်ဖွဲ့တာဝန်ခံကိုကာတုံးကပြောပြထားပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးကို ဘာမာ Revolution Rangers တပ်ဖွဲ့ကနှွေးထွေးစွာကြိုဆိုခဲ့ပြီးတော့ဆက်လက်ပြီးတော့စောင့်ရှောက်ထားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးမှုများနေရာအနှံ့ပြုလုပ်နေတဲ့အတွက်ပြည်သူများအနေနဲ့အသွာအလာအနေထိုင်ဂရုစိုက်ကြရန်နဲ့ အတင်းအဓမ္မစစ်မှုထမ်းရန်ဖမ်းဆီးခံရပါကဘာမာ Revolution Rangers တပ်ဖွဲ့ကိုဖြစ်စေနီးစပ်ရာတော်လိုင်းတပ်ဖွဲ့များကိုဖြစ်စေဆက်သွယ်ပြီးတော့အလင်းဝင်ရောက်ကြရန်တိုက်တွန်းလိုတယ်လို့ပြောကြားထားပါတယ်။စစ်ကောင်စီတပ်သားများနဲ့ပြူစောထီးများအနေနဲ့လည်းအကြမ်းဖက်စစ်ကောင်စီအတွက်အသက်အသေးမခံဘဲတော်လိုင်းတပ်ဖွဲ့များထံမှအလင်းဝင်ရောက်ခိုးလုံကြရန် ဘာမာ Revolution Ranger Star Wing ကကိုကာတွန်းကပြောဆိုထားပါတယ်အလားတူပဲမန္တလေးတိုင်းတာစီမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့အတင်းအဓမ္မပေါ်တာဆွဲခြင်းကိုခံရပြီးတပ်သားတဲ့စုဆောင်ခံရသူတအုပ်အလင်းဝင်ရောက်ခဲ့ကြောင်းဒနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA ကပြန်ကြားရေးတာဝန်ခံကြားပြန်ကပြောပြထားပါတယ်မက်စလာ၂ရက်နေမှာတာစီမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ရဲ့အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခံရပြီးတော့ကျိုင်းတောင်မြို့ကိုစစ်တပ်နဲ့တိုက်ရောက်ပြီးတဲ့နောက် ဖြောက်စိတ်ပင်စစ်အင်ဂျင်နီယာတပ်ရင်းကိုပို့ဆောင်ခံရတဲ့စစ်မှုထမ်းတပ်သားတဲ့တအူးဟာဒနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSN DA ထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မတ်လ၂ရက်နေ့ကအလင်းဝင်ခဲ့တာပါလက်နက်မပါပါဘူး။တာစီမျိုးနယ်မှာဖမ်းဆီးခံရတာပါ။ဘယ်အပတ်စဉ်ကလဲဆိုတာ तू မသိဘူးလို့ပြောပါတယ်။ तू ဖမ်းဆီးခံရပြီးတိတ်မကြဘူး။ကျိုင်းတောင်းကိုခေါ်သွားပြီးတော့အဲ့ဒီမှာစစ်တင်တန်းတက်ခိုင်းတယ်လို့ပြောပါတယ်။ ်တင်းနှက်တက်ပြီးတော့ဖြောက်စိတ်ပြီးစစ်အင်ဂျင်နီယာတိုင်ရင်ကိုပို့လိုက်တယ်လို့ပြောတယ်သူထွက်ပြေးလာပြီးတော့ကျွန်တော်တို့စီကိုချိတ်ဆက်ပြီးအလင်းဝင်လာတာပါစုဝင်ချင်းမြင်တာတွေတော့မလောက်ရသေးပါဘူးသူ့ရဲ့ကြံခဲ့တဲ့မိသားစုတွေရဲ့လုံခြုံရေးနဲ့စောင်းဝင်နေရေးကိုဆောင်ရွက်ပေးလျက်ရှိပါတယ်သူကစစ်ကောင်စီကိုပြန်ပြီးတော့တိုက်ထုတ်မယ်လို့ပြောပါတယ်ဒါကြောင့်သူ့ကိုတော်လန်ကြီးကိုတွေလိုပဲထားထားပါတယ်ကျွန်တော်တို့အဖွဲ့မှမဟုတ်ပါဘူးအခြားသောတော်လန်ရဲ့အဖွဲ့အသီးသီးကလည်းကြိုးစိုးလျက်ရှိပါတယ်ဒါကြောင့်ပေါ်တာဆွဲခံရတဲ့သူတွေပြည်သူတွေနဲ့အတူလက်တွဲကြဖို့ပြောချင်ပါတယ်လို့ရန်သူပြည်နယ်အမျိုးသားကာကွယ်တပ်တော် DSN ကပြန်ကြားရေးတောင်း ောင်းကန်ကိုကြားပြန်ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတွင်းမှာရှိတဲ့တာယာဝတီမြို့နယ်နဲ့အုပ်ဖို့မြို့နယ်တို့မှာအကြမ်းဖက်ဆက်တက်ကလူငယ်အယောက်20နီးပါးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာတရက်နေ့ည၈နာရီခန့်မှာတာယာဝတီမြို့နယ်အတွင်းမှာရှိတဲ့ဈေးရက်ကွက်အုပ်ချုပ်ရေးမှူးအငယ်လေးဦးဆောင်ပြီးတော့30မျိုးကရဲများနဲ့ပြူစော်တီများကရက်ကွက်တွင်းမှာနေထိုင်နေတဲ့ကိုဗမော်သားဆိုသူကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗါးအခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးပြီးတော့အပြန်မှာလဲအလဲကုန်းတာစုံမှာနေထိုင်နေလူငယ်တအုပ်ကို ထမံပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့ညနေ9:00ခန်းမှာအုပ်ဖို့မြို့နယ်တိစိန်ဂုံကြီးရွာကပဲချွေနေတဲ့လူငယ်3ဦးနဲ့ ်ဆယ်တန်းကျောင်းသားတအုပ်တို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကအင်းစည်းကားနဲ့ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ဖမ်းဆီးခဲ့တဲ့သူတွေထဲမှာဆယ်တန်းကျောင်းသားဟာယာယီမှုရဲ့တာဖြစ်နေတဲ့အတွက်ကြောင့်ပြန်လည်လွတ်ပေးလိုက်တယ်လို့သိရပါဗျ။အဲ့ဒီနေ့မှာညနေ6နာရီကမှအုပ်ဖို့မြို့နယ်ဥရိုကျေးရွာမှာချင်းခတ်ပြီးတော့ပြန်လာတဲ့လူငယ်9ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကအင်းစည်းကားနဲ့လာရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဖေဖော်ဝါရီလ28ရက်နေ့ကလည်းအုပ်ဖို့မြို့ဇီလုံလမ်းမှာနေထိုင်တဲ့ကိုတန်းကျောင်းအပါအဝင် လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရမယ်ဆိုပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဒါအပြင်ရန်ကုန်မြို့မရန်ကုန်မြို့နယ်တမိုင်းတစ်ရက်ကွက်မြို့ဟောင်း9လမ်းမှာ အကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးကစစ်မှုရန်စစ်ခေါ်ရေးညှိနှိုင်းအစည်းအဝေးများကိုဖိတ်ခေါ်ပြီးတော့စစ်မှုရန်ချင်းများကိုပေးဆောင်ရန်ဝင်ညင်ချင်းပြည်ပရောက်လူငယ်များကိုစစ်မှုရန်အလဲကြလာပါကစစ်မှုထမ်းခိုင်းရန်ပြန်လည်ခေါ်ယူထားရတဲ့အတွက်ဖိအားပေးနေတယ်လို့သိရပါတယ်။မယံကုန်းမြို့နယ်တွေကရက်ွက်တွေမှာစစ်ခွေးခန့်အုပ်ချုပ်ရေးမှူးတွေကစစ်မှုရန်စစ်ခေါ်ညှိနှိုင်းရေးအစည်းအဝေးတွေခေါ်ပြီးတော့ပြည်သူတွေစီကနေပြီးတော့ဝင်ညင်နေပါတယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်။အလားတူပဲ ကော်မူးမြို့နယ်မှာလည်းတာရိုက်ကျေးရွာအုပ်ချုပ်ရေးမှုနယ်အပေါင်းပါများကစစ်မှုထမ်းခြင်းတအင်းကိုငွေကျပ်2000တောင်းခံနေပြီးတော့အသက်16နှစ်ကျော်တဲ့လူငယ်များရှိတဲ့နေအိမ်များကိုတအင်းကိုငွေကျပ်3သိန်းလုံးနဲ့အတင်းအဓမ္မလိုက်လံတောင်းခံနေတယ်လို့သိရပါဗျ။အလားတူပဲမကွေးတိုင်းပခုတ်ကူမြို့နယ်ကံလှကျေးရွာမှာအကြမ်းဖက်စစ်တပ်ခံအုပ်ချုပ်ရေးမှုထိန်ဝင်းက ကြေးပါတစ်ခုလုံးကိုစစ်မှုထမ်းရမဲနိုင်ရမယ်လို့ပြောဆိုခဲ့ပြီးတော့မဲမနိုင်ချင်ပါကအိမ်တော်စုတစုကိုငွေကျပ်2000နှုန်းနဲ့အတင်းအဓမ္မလိုက်လံကောက်ခံခဲ့တယ်လို့သိရပါတယ်ပခုတ်ကူမျိုးနဲ့ကန်လာရွာဟာအင်ဂျင်900ခန့်ရှိပြီးတော့ရတဲ့ပတ်စံတွေကိုအကြမ်းမဆက်တက်နဲ့ခွဲဝေယူကကန်လာရွာမှာလဲလောင်ကစားဝိုင်းများအကြီးအကျယ်လှုပ်ဆောင်နေတယ်လို့သိရပါတယ်လောင်ကစားဝိုင်းများကိုတင်းကပ်ပြူစောတိခေါင်းဆောင်မြင့်ကြီးနဲ့စမ်းတော်တို့အဖွဲ့ကဦးစီးပြီးတော့လှုပ်ဆောင်နေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခမောင်အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ